တ်စွာဘုရားဟာဘုရားဖြစ်ပြီးတဲ့နောက်ခုနှစ်ဝါမြောက်အချိန်တိုင်းမှာဒါဝရဏနတ်ပြည်ကိုတည့်ပြီးတော့တင်လကတိပင်ကြီးအောက်မှာခင်းထားတဲ့ဤဆက်ညညောတဲ့တရားမင်းကြီးထိုင်တဲ့ပန္ဓုကဗလာကြောက်ရှာကြီးရဲ့ကြောက်နေရမှာမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာရက်90ကျောင်းတရင်တုံးနေထိုင်ပြီးတော့အဘိဓမ္မာတရားကိုရှေးလျားစွာဟောကြားခဲ့တယ်။လူပြည်မှာဟောလို့ရှိရင်လူသားတွေဟာရက်90ကျောင်းထိုင်ပြီးနားနိုင်မှာမဟုတ်ကြဘူး။ ဒါကြောင့်မို့လို့လက်ပြေကိုယူပြီးတော့မြတ်စွာဘုရားအမတမရှင်လျားတဲ့အဘိဓမ္မာတရားတော်ရ90ကြာမြတ်တာဝရိန္ဒလက်ပြေမှာဟောဟောပြီးလို့ဒီကနေ့လိုသတင်းကျွလာပြီနေ့အခါတည်းမှာအဘိဓမ္မာတရားဟောကြအဆုံးသတ်ပြီးဆုံးတဲ့အခါမှာလူပြည်လူလောကကိုပြန်ပြီးတော့ကြွလာအဲဒီလိုကြွလာတဲ့အခါမှာခန္ဓာနာနာနဲ့ ဆက်ကြဝလာတိုက်တောင်းမှရှိကြတဲ့နတ်ဂျမအပေါင်းတွေခြံရံပြီးတော့မြတ်စွာဘုရားသခင်ခေတော်များလူပြေကိုစောင်းတန်းကြီးသုံးတွယ်ကနေပြီးတော့တလန်းချင်းကြွလာတာပါအိမတမထူချားတဲ့ညင်ကွင်းတစ်ခုဖြစ်မှာပါတရားမင်းကြီးတို့ဇမမင်းကြီးတို့နတ်ဂျမအပေါင်းတွေဟာဝဲရရှေ့နောက်ကခြံရံပြီးတော့မြတ်စွာဘုရားကို လူပြည့်အပြန်မာလိုက်ပြီးတော့ပို့ကြတာစကြာမင်းကြီးရဲ့တာဝရင်သာနတ်ပြည်ကဆောင်းတန်းဦးကနေပြီးတော့လူပြည့်လူလောကသင်္ကတနဂရလို့ခေါ်တဲ့သင်္ကတမြို့မြို့တကအနီးမှာဆောင်းတန်းချေထင်ရှားပေါ်လာပြီးတော့ရွှေဆောင်းတန်းငွေဆောင်းတန်းဗရမ ्या ဆောင်းတန်းလို့အမတန်မှကြီးကျယ်ခမ်းနားပြီးတော့လှပဆန်းပြားတဲ့ လေကားကြီး30ပေါ့ဆောင်းနှန်းလေကားကြီး30မှာမြတ်စွာဘုရားသခင်ကိုရောမြတ်အလဲဆောင်းနှန်းကနေပြီးတော့ဘုရားရှင်ကိုရောမြတ်ကြွားချီတယ်ဝဲရကတရားမင်းတို့ပြမမင်းတို့နတ်တီပြမတွေကအလုံးအောင်လိုက်ပါပြီးတော့မြတ်စွာဘုရားလူပြည်အပြန်မှာ လိုက်ပြီးတော့ပို့ကြတာအဲ့ဒီလူပြည်ပြန်လိုက်ပြီးတော့ပို့တဲ့နေ့ဟာလည်းပဲခုလိုသတင်းကြောလာပြီးနေပဲဖြစ်ပါတယ်